ပညာဆိုင်ရောယောရဘုံမနေ့ကချေလို့ရှိတယ်ဆိုတဲ့ဟန်ကြလေးကိုတင်ပြီးတော့တာပေါ့နော်အားကြောင့်မလို့ဒီနေ့ချေလို့သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မရှိဘူးဆိုတဲ့အတိအပယ်ကိုဖော်ပြတဲ့ဟန်ကြကိုတင်ပြီးတော့မှာပါအခုဒီရှေးရဟန်ကြကချေလို့မနေ့ကတင်တာတဲ့ဟန်ကြလေးဖြစ်ပါတယ်အဲကြတော့ဒီနှစ်ခုကဆန့်ကျင်ဘက်အတိအပယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ ကြည့်လို့ကောင်းလို့ပေါ့နော်ပြင်ပြီးရောပေါင်းမိထားတာပါအဲကျတော့ဒီနေ့တင်ပါကဒီဘက်ပိုင်းကဟာကိုတင်ပေးမှဖြစ်ပါတယ်အဲကြောင့်မလို့အခုချေတော့ပထမ နေနဲ့သူ့ရဲ့ဒီဟန်ဂျာဒီပဲလေးကိုကျွန်တော်တစ်ချက်လောက်ပြင်ပြီးတော့ကြည့်မယ်နော်။ဒါပထမအဦးဆုံးဒီနေ့တစ်ချက်တော့တင်မဲ့ဟန်ဂျာကမူဖြစ်ပါတယ်။မူဆိုတာကလည်းပဲအဓိပ္ပာယ်ကတော့အများကြီးရှိတာပေါ့နော်။သူကလည်းပဲအဲ့ဒီထဲမှာမှမနည်းရချက်တော့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတင်ခဲ့တာ။ဒီနည်းရကြတော့မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုတင်မှာပေါ့နော်။သူနဲ့စင်ကြပဲ။အဲဒါကြောင့်မလို့မူဆိုတာက observer မရှိဘူးဆိုတဲ့အဓိပ္ပာယ်မရှိချင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီဟန်ဂျာလေးကိုတစ်ချက်တော့ သိမိမိပထမတလုံးကကြတော့မနီးရချေတော့ယူမြောင်းဆိုတာနာမည်ကြီးတာကိုပြောထားတာအဲကြတော့ဒီယူနေရာမှာမူဆိုတဲ့အငင်းပေါ့နော်မဟုတ်ဘူးဆိုတာကိုထည့်လိုက်တယ်ဆိုရင်ဘာဖြစ်မှာလဲနာမည်မကြီးဘူးဖြစ်မှာပေါ့ဟုတ်တယ်မလားအဲဒါကြောင့်မလို့မူမြောင်းလို့ပြောတယ်ဆိုရင်နာမည်မကြီးဘူးလို့ချေလို့ပြောလို့ရတယ်ရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ ော်ဝီမီဆိုတာအတိပ္ပယ်ကိုပြောတာပေါ့အဲကြတော့မူဝီမီလို့ပြောရဲဆိုလို့ရှိရင်အတိပ္ပယ်မရှိတာဖြစ်သွားမှာပေါ့မနီယာကြတော့ယူဝီမီလို့ပြောရဲဆိုရင်အတိပ္ပယ်ရှိတာပေါ့နော်သူနဲ့ဆန်ကျင်ဖက်ဖြစ်တဲ့အတွက်ကြောင့်မလို့အတိပ္ပယ်မရှိတာပေါ့ပြီးရင်နောက်တစ်ခုကကြတော့ယူကျယ်ကကြတော့မနီကဘာအတိပ္ပယ်ကိုပြောရလဲအပြည့် ရှိတာကိုပြောတာဟုတ်တယ်နော်ဒီမှာကကြတော့သူ့နဲ့ဆန့်ကျင်ဘက်ကမူကျွဲကကြတော့အတိပဲမရှိဘူးဆိုတဲ့အတိပဲဖြစ်ပါတယ်မူဆိုတာကမရှိတာကျွဲဆိုတာကအပြစ်အဲကြတော့အတိအပြစ်မရှိဘူးပေါ့အဲ့လိုအတိပဲကိုခြေလို့ပြောလို့ရတယ် ရပါမယ်เนาะပြီးရင်နောက်တစ်ခုကကြတော့ဒီမှာနင်းကကြတော့မင်းကပြောခဲ့တဲ့အတိုင်းပဲနင်းညော့အရေးချင်းဆိုတဲ့စကားကနေလာတာပါအဲ့ဒါကြောင့်မလို့မူဆိုတာကမရှိဘူးနင်းဆိုတာရေချင်းရေချင်းမရှိတာပေါ့အဲ့ဒါကြောင့်မလို့မူနင်းဟာတာလို့ပြောလဲဆိုရင်အရေချင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်အနေနဲ့ချေလို့တုံးလို့ရတယ်သူရဲ့စင်ကျင်ဘက်ကယူနင်းဟာတာဆိုပြီးတော့တုံးလို့ရတယ်ပေါ့เนาะပြီးရင်နောက်တစ်ခုကကြတော့ မျောလင်းချက်ရှိတာကိုမနေရချေတော့ယူမန်လို့တင်ခဲ့တာဒီယူဆိုတဲ့နေရာလေးမှာပဲချေတော့မူထည့်လိုက်တယ်ဆိုလို့ရှိရင်မူမန်လို့ပြောရဆိုရင်မျောလင်းချက်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပါအဲဒါကြောင့်မလို့သူရဲ့စန့်ကျင်ဘက်အနေနဲ့ချေတော့တုံးလို့ရတယ်နောက်ဆုံးတစ်လုံးကကြတော့မနေရယူကောင်းဆိုတာအလင်းရှိတာပေါ့နော်ဒီလိုမျိုးလင်းနေတာပေါ့ တကူကူပစ္စည်းတွေပါတယ်ကားတွေပါတယ်ဆိုပြောင်းတိုက်ထားလို့အဲ့လိုလင်းနေတာတို့အဲဒါမျိုးတွေကိုယူကောင်းလို့တုံလို့ရတယ်ဒက်စတာကအဲ့လိုအလင်းလေးဖြစ်နေလင်းလက်နေဟဲ့အဲ့လိုပြောင်းပြောင်းလေးဖြစ်နေတာဒါမျိုးတွေအကုန်လုံးကိုယူကောင်းလို့ပြောလို့ရတယ်အဲ့လိုဖြစ်နေတာရဲစန်ကျင်ဘက်ကိုပစ္စည်းကအဲ့လို ြောင်ပြောင်လေးမရှိဘူး texture ကအဲ့လိုမျိုးပြောင်းနေတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်နည်းနည်းမုံမုံလေးအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ဘူကောင်လို့ပြောလို့ရပါတယ်မူဆိုတာက မရှိတာခွမ်းဆိုတာကအလင်းအလေးမရှိတာပေါ့အဲဒါကြောင့်မလို့ပစ္စည်းကမလင်းတာတို့မလက်တာတို့မပြောင်းတာတို့အဲအဲ့လိုမျိုးအဓိပ္ပာယ်နဲ့ချေလို့တုံးလို့ရတယ်ရမှာတော့ဒါဆိုလို့ရှိရင်ယူဆိုတဲ့ဟာရှိတာမူဆိုတာကမရှိတာဒီနှစ်ခုကိုတပြိုင်တည်းထည့်ပြီးတယ်ဆိုရင်လည်းပို့ပြီးရောအထောက်အကူဖြစ်မှာပါအဲဒါကြောင့်မလို့ချေကူအရှိရ ်တင်ခဲ့တဲ့ဟာလေးကိုပေါင်းပြီးတော့ဒီနေ့ရေးပြီးထားတယ်ပေါ့နော်။အားကြောင့်မလို့ဒါကကြတော့ရှိတာ။ဒါကကြတော့မရှိတာ။ဒါမယ်နော်။အားကြောင့်မလို့မင်းကြီးလေးတွေကစင်တူလေးတွေပါပဲယူထည့်လိုက်တာနဲ့ပူထည့်လိုက်တာနဲ့လိုက်ပြီးတော့အသေးသေးကကွာတယ်။အဲ့တော့အားကြောင့်မလို့ဒီမြင်းကြီးလေးတွေကိုတခြားလေးရအောင်ကြည့်ထားပေါ့ပြီးတော့ဟန်ချာမြင်းကြီးဆိုတာကလည်းပဲ သူကအများကြီးရှိတာဆိုတော့လေနော်အဲကျွန်တော်တစ်ချက်အခုဒီဗီဒီယိုမှာရှင်းပြတယ်ဆိုတာကဒီစလုံးရဲ့အဓိပ္ပာယ်ကိုအဓိကထားပြီးတော့ရှင်းပြတယ်။ဟောအဓိကအဖြစ်သုံးတဲ့စလုံးလေးတွေကိုရွေးပြီးတော့ရှင်းပြတာဖြစ်တဲ့အတွက်ကြောင့်မလို့မပါတဲ့စလုံးလေးလည်းအများကြီးရှိမှာပါ။အဲကျတော့ဒီစလုံးလေးတွေကိုကိုကနောက်ပိုင်းမြင်နေဆိုလို့ရှိရင်တော့ဒီဟန်ကြတဲ့ပဲတိထားတယ်ဆိုရင်ကိုပဲဘာပဲပြောပြောကိုယ့်အတွက်အထောက်အကူဖြစ်တာပေါ့နော်။အဲဒါကြောင့်မလို့ ီနေ့ဗီဒီယိုလေးမှာချေရိုဒီလောက်ပဲတင်တော့မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းပဲတခြားဟန်ကြားလေးတွေကိုချေဆက်ပြီးတော့တင်တော့ပြီးမှာပါရတော့ဘူးကြတော့ချေရဲ့ဒီ Facebook page မှာလည်းပဲချေတခြားဒီကိုရီးယားစာဖြစ်ဖြစ်ပေါ့နော်တခြားဒီကိုရီးယားနဲ့ဆိုင်တဲ့ information လေးတွေကိုလည်းချေတင်မိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ချေရဲ့ page လေးကိုလည်း follow လေးလုပ်ပေးပြီးတော့ချဲ့ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ရတယ်ဆိုရင်လည်းလုပ်ပေးကြပါဦးလို့ပြောရင်းနဲ့ဒီနေ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော် 그러면 여러분 안녕.